မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းမြို့မှာငလျင်ကြောင့်ပြိုကျပျက်စီးနေတယ်။ဂတန်းဗလီဝတ်ကျောင်းတော်ကိုစစ်ကောင်စီက၃ရက်အတွင်းအပြေးဖယ်ရှားပေးရန်အမိန့်ထုတ်ပါတယ်။စစ်ကောင်စီကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေကိုနိုင်ငံတကာခုံရုံးတွေနဲ့တောင်ကိုရီးယားနိုင်ငံမှာတရားစွဲဆိုနိုင်ရေးတွဲဆောင်ဆွေးနွေးတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စကိုင်းတိုင်းစကိုင်းမြို့မှာမက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်အားခွန်တသမခွန်အဆင့်ရှိတဲ့ငလင်တန်းကြောင့် ပျော်ကြပျက်စီးနေတဲ့ဂတန်းပလီဝတ်ကျောင်းတော်ကို စစ်ကောင်စီက၃ရက်အတွင်းမှာအပြည့်ဖယ်ရှားပေးရန်အမိန်ထုတ်ပြန်လာတယ်လို့အစ္စလမ်အသံဝန်ကပြောပါရယ်။ဇဂိုင်းမြို့မှာရက်စကန်နဲ့ကက်လက်မှာရှိနေတဲ့ဂတန်းပလီဟာနှစ်ပေါင်း120ကျော်တက်တန်းရှိနေပြီဖြစ်ပြီးဗလီမြင်နဲ့ရက်စကန်မြင်နှစ်ခုစလုံးကိုကိုလိုနီခေတ်ဗြိတိရှအိန္ဒိယဘီယင်ကန်ရဲ့စုတစိတ်ရရှိခဲ့သူကအလူတူးတဲ့အနေနဲ့1902ခုနှစ်မှာဝယ်ယူလူဒန်းခဲ့တာလည်းဖြစ်ပါတယ်။ မြေပိုင်ဆိုင်မှုမှာလဲအလူရှင်တဦးတည်းကတဆက်တည်းလှူဒန်းခဲ့တာဖြစ်ပြီးမက်လာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ဗလီကျောင်းတော်ကြီးမှာပြိုကျပျက်စီးခဲ့ရတာဖြစ်ပြီးဗလီကိုပြင်ဆင်ရန်ကြိုးပမ်းနေချိန်တွင် တောင်းရတဲ့အတွေ့မှာအပြေးဖယ်ရှားပေးရမယ်လို့လဲစစ်ကောင်စီကအမိန်ပေးလာတာဖြစ်တယ်လို့လဲသိရပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင်းမန္တလေးစကိုင်းအပါဝင်မြို့ကြီးတွေမှာဗလီကျောင်းတော်90ကျော်ဟာပြိုကျပျက်စီးခဲ့ရပြီးစစ်ကောင်စီကပြန်လဲဆောက်လုပ်ခွင့် ဖြောဖြက်ခွင့်တွေကိုအထူးတင်းကျပ်စစ်စစ်နေကအဲ့ဒီအထဲမှာသခိုင်းမျိုးကဂတန်းပလီမှာပြင်ဆင်ခွင့်မှာမရှိတော့ဘဲအပြည့်အပြည့်ဖယ်ရှားခိုင်းနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်စစ်ကောင်စီကငလင်တန်ကြောင့်ပြိုပြက်သွားတဲ့ဗုဒ္ဓဘာသာဖျားစီဒီပထိုးနဲ့ ကျောင်းတိုက်တွေကိုစိုက်နှစ်တက်တယ်လို့ပြန်လဲတီထားခွင့်ပေးထားပေမဲ့လည်းဗလီနဲ့ခရစ်ရဖျားရှိခိုးကျောင်းတွေကိုတော့မူရအတိုင်းသာဆောက်လို့ရန်ဆောက်လို့ချင်းနဲ့ဖြုတ်ဖြက်ချင်းကိုလည်းစစ်ကောင်စီကခွင့်ပြုမှသာလှုပ်ဆောင်ရန်ညွှန်ကြားချက်ထုတ်ပြန်ထားရလည်းဖြစ်ပါတယ်။ဒါပေမဲ့အမှန်တကယ်ခွင့်ပြုချက်တောင်းခံလာတဲ့အခါမှာတော့ ဖြိုဖျက်ရှင်းလင်းခွင့်တောင်မပေးဘဲပြန်လည်တိဆောက်ခွင့်မှာအလွန်ဝေးကွာနေရလို့လည်းသိရှိရပါတယ်။ဘလီနဲ့ခရစ်ယာန်ကျောင်းတွေကိုပြန်လည်တိဆောက်ရမှာလဲကနေဝုအနေနဲ့အောက်ခြေမှာစစ်စစ်မှာဖြစ်ပြီး မြို့နယ်ခရိုင်ပြည်နယ်တိုင်းဆိုရအဆင့်ဆင့်ကိုတင်ပြရမှာဖြစ်ပြီးနောက်ဆုံးမှာတာသနာရေးဝန်ထမ်းနာနဲ့စစ်ကောင်စီထံကိုနောက်ဆုံးခွင့်ပြုချက်ယူရမယ်လို့လည်းသိရပါဗျ။ဒါပေမဲ့ဗုဒ္ဓဘာသာဖျားစီတီပထိုးနယ်ကျောင်းတက်တွေပြိုကျမှုကိုငလင်လုတ်ခတ်ပြေးတာနဲ့စစ်ကောင်စီကဥဆောင်ကအင်တိုက်အားတိုက်ပြုပြင်နေရလို့လည်းသိရပါဗျ။ ဒီတကမှာတော့အကြမ်းဖက်စစ်ကောင်စီကျွလွန်ထားတဲ့စစ်ရာဇဝဲမှုတွေကိုနိုင်ငံတကာခုံရုံးနဲ့တောင်ကိုရီးယားနိုင်ငံမှာတရားစွဲဆိုနိုင်ရေးအတွက်တွစ်ဆုံဆွေးနွေးခဲ့တယ်လို့ NUG အစိုးရလူ့ခွင့်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ မေလ14ရက်နေ့ကတောင်ကိုရီးယားတနွတ်နိုင်ငံမှာ NUG အစိုးရပြည်တော်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ Special Advisory Council for Myanmar SACM အဖွဲ့ဝင် Professor ရဟိလီတို့တွေ့ဆုံခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်တရဲ့နိုင်ငံရာဇဝတ်မှုကျူးလွန်နေမှုတွေကိုနိုင်ငံတကာခုံရုံးတွေနဲ့တောင်ကိုရီးယားတမရနိုင်ငံမှာတရားစွဲဆိုအရေးယူနိုင်ရေးအတွက်ဆွေးနွေးခဲ့ကြရလို့လည်းသိရပါဗျ။အဲ့ဒီဆွေးနွေးမှုကိုအမျိုးသားညီညွတ်ရေးအစိုးရနဲ့တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဥယျာဉ်နိုင်ထော် တောင်ကိုရီးယားနိုင်ငံရှိနေတွင်လည်းအရက်ဘက်အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါပါတယ်ရှင်။ ရန်ကုန်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့လယ်ကောင်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်။ခလေးငယ်တွေအနာဂတ်ခီးကိုဆုံးအောင်မရှောင်နိုင်တဲ့ခလေးငယ်တွေအားလုံးကိုရည်ရွယ်ကရန်ကုန် Revolution Force ကသေဆွန်းကြောင်းလွယ်အေးဖက်ဆောက်အုပ်တွေနဲ့တရုတ်ဖော်ခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီလှုပ်ရှားမှုဟာအကြမ်းဖက်စစ်ကောင်စီရဲ့လူမဆန်တဲ့လူမျိုးတုံးတပြတ်မှုစစ်ရာဇဝတ်မှုအဖြစ်မှတ်တမ်းတင်နိုင်ပုံနဲ့ခလေးငယ်တွေရဲ့စာတင်ကြောင်းကို လေချောင်းပြစ်မှတ်ထားကအချင်းချင်းတက်ခတ်မှုပြုလုပ်နေတာကိုကဘာနဲ့အဝန်သိရှိနိုးကြားစေဖို့ရွေးကအခုလိုပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဂျပန်စစ်ကောင်စီဟာမေလ12ရက်နေ့မှာတော့စကိုင်းတန်းတပဲမြို့နယ်အိုထင်းကွင်းကျေးရွာစတင်ချောင်းကိုလေနဲ့ပုံကျဲတက်ခတ်ခဲ့ရမှာပညာသင်ကြားနေတဲ့ကလေးငယ်20ဦးနဲ့ဆီယမ2ဦးဟာအသက်ဆုံးရှုံးခဲ့ရပြီးအများပြားလည်းထိခိုက်ဒဏ်ရာရှိခဲ့ရလည်းဖြစ်ပါလေရှင်။ စကိုင်းသတင်းတဘောကိုကြည့်အောင်ပါစကိုင်းတန်းရှေဘုံမြို့နယ်အိုးဘိုရွာကိုအကြက်ဖက်စစ်တပ်ကလက်လက်ကြီးတွေနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးစီးနှင်းလာကြောင်ပြည်သူ၃ဦးဟာထိခိုက်ဒဏ်ရာရှိပြီးပြည်သူအများစုမှာဖမ်းဆီးခံရကထောင်နဲ့ချီတဲ့ပြည်သူတွေလည်းထွက်ပြေးနေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်မေလ၁၄ရက်နေ့ညနေပိုင်းမှာရွှေဘုံမြို့အမှတ်၈လက်ကျင်ရေးတပ်ကအင်အား၅၀ခန်းပါတဲ့အကြက်ဖက်စစ်ကြောင်းဟာ မင်းကုံစစ်တပ်အထိုင်စခန်းကို ရောက်ရှိလာပြီးညနေ6:30မိနစ်30ခန့်မှာတော့အိုးဖို့ကျွေရဘက်ကိုလက်လက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဂျက်ဘက်စစ်ကောင်စီတပ်သားတွေပစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးတွေဟာကျေးရွာအတွင်းကိုတလုံးကြောက်ရောက်ပောက်ကွဲသွားခဲ့တယ်လို့ကြံလေးလုံးမှလည်း၅ကန်နဲ့လေတော်တွေအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့လို့လည်းသိရပါတယ်။ကျေးရွာအတွင်းကြောက်ရောက်ပောက်ကွဲခဲ့တဲ့လက်လက်ကြီးကြီးကြောင့် ။အိုးဘိုကျေးရွာကအမျိုးသမီးတူနဲ့အမျိုးသားနှစ်ဦးဟာလက်လက်ကြီးကြီးစားထိမှန်တရားရရှိခဲ့ပြီးနေအိမ်တွေလည်းပျက်စီးခဲ့ရလို့လည်းသိရပါဗါတယ်။အဲ့နောက်အကြက်ဘက်စစ်ကြောင်းဟာဒဂိုနိုင်ကျေးရွာကိုလက်လက်ကြီးနဲ့ပစ်ခတ်ပြီးဝင်ရောက်စီးနင်းခဲ့တာပြည်သူအများအပြားကိုလည်းဖမ်းဆီးထားကာနေအိမ်တွေကိုလည်းမှွေနှောက်နေရလို့လည်းသိရပါဗါတယ်။လက်ရှိအချိန်မှာအိုးဘိုကျေးရွာကင်းပြားကျေးရွာဒဂိုနိုင်ရွာနဲ့အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေကိုတိမ်းရှောင်ထွက်ပြေးနေရလို့လည်းသိရပါတယ်ရှင်ရန်ကုန်တိုင်းတဘောက်ကိုတက်ဆက်ပေးကြပါရစေ။ရန်ကုန်တိုင်းလှန်တရာမြို့နယ်တမကုန်းဒီ ချန်ဟီအက်ဒီဒက်စ်ဖနက်ဆက်ယုံမှာတရက်လောအားက12000ကျပ်တွုံးမြင်ပေးရတဲ့ဆန္ဒပြနေတဲ့အလုသမားတွေကိုဆက်ယုံဘက်ကအလုထုတ်မယ်လို့ချင်းချောက်ပြောဆိုကာခွင့်မဲ့ပြက်ကွက်လို့တတ်မှတ်လိုက်ကြောင်းဆန္ဒပြအလုသမားတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်အဲ့ဒီဆက်ယုံကအလုသမားတွေဟာ မေလ14ရက်နေ့ကစတင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး မေလ15ရက်နေ့မှာလည်းဒုတိယနေ့အဖြစ်အလုသမား6000ခန့်ဆန္ဒပြနေကြတာဖြစ်တယ်လို့လည်းသိရပါတယ်လက်ရှိမှာတော့ဆက်ယုံတာဝန်ရှိသူတွေနဲ့ ယ်အလုသမားကိုယ်စားလှယ်လေးဦးကတွားရောက်ညှိနှိုင်းနေပြီမဲ့လဲ ြည်လည်မှုမရရှိသေးဘူးလို့လည်းသိရပါဗျ။ဆန္ဒပြအလုပ်သမားတွေကိုစက်ရုံဘက်ကညှိပင်းမယ်လို့ပြောထားပေမဲ့လည်းအလုပ်ဆက်လုပ်ခွင့်ခွင့်မဲ့ပြက်ကွက်လို့တတ်မှတ်ကအလုပ်ထုတ်မယ်ဆိုပြီးစက်ရုံဘက်ကချင်းချောက်ပြောဆိုလာကြောင်းဆန္ဒပြအလုပ်သမားတွေကပြောပါဗျ။အဲ့ဒီစက်ရုံမှာတရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး Adidas ဒစိမ့်ဖက်နက်တွေကိုအဓိကထုတ်လုပ်နေတာဖြစ်က2014ခုနှစ်ဝန်းကျင်အချိန်ကတည်းကစတင်ကစက်ရုံဟာစတင်လက်ပတ်ခဲ့တာလည်းဖြစ်တယ်လို့သိရပါဗျ။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့တနင်္သာရီတန်းဒဝဲခရံဒဝဲမြို့အဝင်က ပေါက်တန်းတရားဂိတ်ကိုဝင်ရောက်တက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား၉ဟာတေသွားခဲ့လို့ဒဝဲခရံတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။မေလ9ရက်နေ့မနေ့9:00မိနစ်50ခန့်ကဒဝဲမြို့အဝင်ကပေါက်တန်းတရားဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်ပစ်ခတ်တက်ခတ်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနင်္ဂနွေခန့်ကြာမြင့်ခဲ့ပြီးစစ်ကူစစ်သားတွေရောက်ရှိလာတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းသိရပါ ါတယ်။အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကစစ်သားပြူစောတီ9ဟာတေဆုံးခဲ့ရပြီးခုနှစ်ဦးဟာအပြင်းထန်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီတကယ်မှုကိုဒဝဲခရံတပ်ပေါင်းစုဒေါင်းညီနောင်စစ်ကြောင်းအော်အော်စစ်ကြောင်းဒဝဲခံပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်းတဲလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖာဗိတ်ခရံပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်းတဲတက်ခွဲတဲ KNL တပ်မှလေးအထူးတပ်ဖွဲ့ ဒဝဲမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ DDT နဲ့ drone တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားလုံးရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမှများပါ။